အားလုံးပဲမင်္ဂလာပါကျွန်တော်ယောဂသားတယောက်ပါအခုကျွန်တော်ကအဲကျွန်တော်ငယ်ငယ်၃နှစ်၄နှစ်အရွယ်မှာအကိုရင်တုံတွေးခဲ့ရဘူးတဲ့ဒီပူဇင်ကတ်ချင်းကိစ္စနဲ့ပတ်သက်ပြီးတော့ကိုလူတွေပြောပြပေးချင်တာဖြစ်ပါတယ်ဘုရားတရားနေနဲ့ပေါ့နော်အယုံနဲ့လူတွေရှင်းရှင်းနဲ့မယုံနဲ့လူတွေရှိလိမ့်မယ်ပေါ့နော်အဲအဲ့ဒီဖြစ်စဉ်ဖြစ်သွားတဲ့အချိန်ကကျွန်တော် ရန်ဖြားပြီးတော့အဲ့ရဲမှာလဲနေတယ်မထနိုင်တဲ့အချိန်ကြောင်းတော့မတော်နိုင်လို့ခွင့်ယူထားရတဲ့အချိန်ပေါ့နော်အဲ့ရဲမှာလဲနေတယ်အဲ့မှာအဖေကဖြစ်ချင်တော့အဲ့ဒီမှာကျွန်တော်တို့ရွာအရှိကကျူတော်ဆိုတဲ့ရွာမှာအထင်အဲ့ဒီတကောင်းမမမမိတော့အလှလမင်္ဂလာလားမသိရှိရပေါ့နော်အဲ့ဒါကျွန်တော်ဖြားနေပေမဲ့ကိုယ်လည်းဖိတ်ထားတာလည်းဖြစ်တယ်အာပြီးတော့နေရွာတရွာလိုမျိုးလည်းဖြစ်နေတယ် တရားလုံးနဲ့လည်းဖေးရအဲ့ကျူရောတရားလုံးနဲ့လည်းဖေးနေရင်ရှင်နေတဲ့ခါကျတော့ဖေးသွားတယ်ပေါ့နော်အဖေးသွားတယ်သွားတော့အဲအလှူလဲပြီးတော့အဖေးမရဲ့အကိုကျွန်တော်ရဲ့ဘာကြီးအဲ့ကျူရောရှိတယ်ဘာကြီးအတိုင်းမှာအဲအဲ့ဒီခဲခါကကာလာတော့ကတော့ကျွန်တော်တို့ဒီမှာအသားငါဆိုတာအရင်ရှားတယ်ဟိုမှာတားတိုင်မိတဲ့ဘာကြီးတွေမရှိတဲ့အတွက်ကြောင့်အဲဝတ်သားတို့ဘာလို့ဆိုလို့ရှိရင်မဲသားတို့ဆိုရင်ဟင်းပေါ်ပါပဲ ဝယ်ကြီးကစားစားရတော့ဗောနော်ဘဝတာဒါပေမဲ့အမဲသားဆိုလို့ချင်းတော့ဟိုကိုဒီကိုရိုင်ကဒီကျွဲနဲ့နွားနဲ့ဖက်ပြီးမှအလုံးလုံးနေတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်အဲနွားကိုလို့တိမ်မှာအမဲသားစားတယ်နေထားဘူးဗောအဲ့ဒီမှာချက်ချက်ပါပါအမဲသားရလို့ဆိုပြီးတော့ကျွန်တော်တို့ဘာကြီးရတယ်မှာအဲကျွန်တော်တို့မိသားစုစားဖို့စီတော့အမဲသားတွေကိုအစိမ့်လိုက်အတွဲနဲ့အဖြစ်ပေးလိုက်တယ်ဗောနော်ဒါပေးလိုက်တော့ဖေက ဲ့ဒီမဲသားတို့ကြီးပြီးတော့လိမ့်နေပြန်လာတယ်ကျွန်တော်တို့ဟောပြန်လာတယ်ပေါ့နော်အဲကျွမ်းရွာကိုပြန်လာတော့အဖေကကျွန်တော်တို့ရွာထက်ကိုဒီနရင်သွင်းကျင်ခေါ်ပေါ့နော်ညနေ9:00နာရီဝန်းကျင်လောက်ဖြစ်မဲ့ထင်ပါတယ်အဲရောက်လာတဲ့ချိန်မှာကျွန်တော်ကအဖေစီကိုအရန်ပြေးသွားတာပေါ့ပြေးသွားတဲ့ခါကျတော့ဖေကကျွန်တော်ကိုဝေးတော့လှမ်းမြင်လိုက်တယ်ဟဲ့ငါသားကြီးဟာ မနေ့တော့ပဲရံဖြားနေလို့အဲ့ရတဲ့မထနေလို့ကြောင်းတော့မသွားနေလို့ခွင့်ယူပြီးတော့အိမ်မှာနေခဲ့တာအခုဖြားတက်တာသွားပြီနဲ့တူရဲငါ့ကိုလာကြိုးတာပဲဖြစ်မဲ့ဆိုတော့ဖြစ်တချက်ဝမ်းသာဝမ်းသာပေါ့နော်အဖြစ်ဝမ်းသာတယ်ခဏကြောင်ကျွန်တော်ကအဖြစ်ရဲ့လှင်းနှောင်းကိုလည်းချောက်တော့ပုံနဲ့ငါ့ကိုမနေမမဖြစ်နေပေါ့မျိုးလုံးကြီးကပြူပြီးတော့အဖေကိုကြည့်နေတယ်ပြီးတော့ကျွန်တော်ရဲ့အဲ ဟိုဘယ်လိုပြောမလဲပါဇက်ကြီးကလည်းဟိုဟာပြီးတော့ဘတော့လက်ကအဖေရှင်တစုံတစ်ခုကိုတောင်းနေတဲ့ပုံစံမျိုးနဲ့အဖေလက်ကိုထားပြီးအဲ့လိုဖြစ်တယ်ဘတော့သူတို့ကိုတောင်းနေမျိုးလုံးပြီးပြန်ဆက်ပြီးတယ်အဖေကိုစိတ်ကြည့်နေတယ်ပေါ့အဖေလည်းမြဲတာပါဖြစ်တာလေအဖေကိုလာကြတာလားဆိုတော့အဖေကျွန်တော်တခွန်းမှစကားပြန်မပြောဘူးပေါ့နော်အဲ့ဒါနဲ့အဖေကဒါပုံပုံမှန်နေထားမှုတော့ကျွန်တော်ဖမ်းချုပ်ပြီးတော့ခေါ်လာခဲ့တယ်အိမ်လဲရောက်ရော့ ဒီဘုရားရှင်ရှင်မှာကျွန်တော်ဇက်ထိုင်ခဲ့မှာဆောင်းကြောင်းနဲ့လောက်ချီထိုင်ပြီးတော့ကျွန်တော်တို့အဲ့ဒီမှာတော့အဲအဲ့ဒီမှာရွာလေးမှာထားလိရှိရဘုနောပေးပထန်းရေတို့ဘယ်လိုမျိုးပြီးတော့မန်းလေးမှာမျက်မှုနီးဘုရားမျက်တော်တက်တော်ရေတို့ဆိုတာမျိုးရှိရပါအဲ့ဒါညာဘုရားသူရတဲ့ဘုရားစာတွေတရားစာတွေဆိုပြီးတော့ဒီကျွန်တော်မန်းဟုတ်ပြီးတော့ဒီအဲ့ပေးပထန်းရေတွေမာမျက်မှုနီးဘုရားမျက်နဲ့တက်တော်ရေတွေနဲ့ကျွန်တော်ဖလက်တောက်တာဗောနောတောက်တော့ကျွန်တော်ကအာဆို အတန်နဲ့ဒီတော့ပေါ်ပြီးတော့ပလက်လက်လဲကြ။သွားခဲ့တယ်ပေါ့။ဒါတကယ်ကခုနကကျွန်တော်သွားတဲ့ကိစ္စကြီးဘာလို့ဆိုတာကကျွန်တော်လုံးဝမှတ်မိတဲ့အကြောင်းရည်မဟုတ်ဘူး။ကျွန်တော်ဘယ်အချိန်မှမှတ်မိတယ်ကျွန်တော်တတိဝင်လဲဆိုရင်ကျွန်တော်အဲ့ဒီပလက်လက်လဲကြသွားတဲ့အချိန်မှာကျွန်တော်ကတတိဝင်လာတယ်ပေါ့နော်။အဲ့လိုမျိုးဖြစ်ခဲ့တယ်။အဲ့မှာခန္ဓာကိုယ်ကလုံးဝနှုံးချပြီးတော့အဲ့ရတယ်မှာပဲပြန်လဲနေတယ်ပေါ့နော်။အဲ့ဒါအင်းကဖေးလို့မိတော့လဲ။ အဲခုနပါလာတဲ့အမေသားနဲ့တို့ညာပဲလိုက်တော့ရောဒီခေါ်စားပြည့်တယ်ဗောနော်အဲ့လိုမျိုးရှာပြေမှာထွက်ပြီးတော့ပြည့်ကြရှိတာပြည့်အဲအဲ့လိုမျိုးဗောနော်ကျွေးကြရှိတာကျွေးခဲ့တဲ့ဖြစ်စဉ်တွေတခုဂျုံခဲ့ဘူးတွေဗောနော်အဲကြက်တိုင်းထွတ်ထွတ်ထူးဆန်းနေကိုယ်တိုင်ဂျုံတွေးခဲ့ရတဲ့ကိစ္စဆိုရင်လည်းကျွန်တော်တကယ်မှတ်မိလိုက်တဲ့အကြောင်းအရာကခုနကပလက်လက်လဲသွားခဲ့တဲ့အချိန်မှာပဲကျွန်တော်မှတ်မိတယ်။ကျန်တာကတော့ဒီအဖျားပြောင်းကဖီလိုမျိုးကပြန် ပြောပြပါတော့အလိုလိုဖြစ်တဲ့ချောင်းပေါ့နော်အဲကုလူတို့မှလည်းအဲဒီလိုမျိုးတရေတစီနဲ့ပတ်သက်ပြီးတော့ပူဇော်ကြတဲ့ပတ်သက်ပြီးတော့ကျောင်းဝင်ကြတာလေးရှိလို့ရှိရင်ပြောပြသွားခဲ့ရှာနောက်ထောင်ပြီးကြတော့ဂျီဇူးညာတောင်းပါတယ်နောက်ထပ်ပြန်ကြရအောင်